မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့မိမိတို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိတဲ့မတည်မငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းတဲ့ဒေသများတွင်ပုံမှုဖြစ်ပွားနေသည်ကိုတွေ့ရှိရမှာဖြစ်ကြောင်းနာစကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ိမိတို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိတဲ့မတည်မငြိမ်မှုများနှင့်အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းတဲ့ဒေသများတွင်ပုံမှုဖြစ်ပွားသည်ကိုတွေ့ရှိရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်ကဇွန်လ17ရက်နေ့နဲ့ပိုင်းတွင်ပြည်ဦးလီမြို့အမှတ်သုံးအခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီးကျောင်းဆောင်ကြီးခမ်းမတွင်ဆရာဆရာမများအားတွေ့ဆုံ၍အမှားစကားပြောကြရာမှာထည့်သွင်းပြောကြားကြောင်းသိရပါသည် ိမိတို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိတဲ့မတည်မငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မည်ဆိုပါကပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်းအကြမ်းပညာတက်မြောက်မှုအားနည်းခြင်းသိမြင်တွေ့ခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေသနှင့်ဒေသခံများ၏လူမှုစီးပွားဘဝများကိုပါထိခိုက်လာစေကြောင်းနစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးတဲ့စာမေးတဲ့တွင်ကတော့ ပြည်ထောင်စုဝန်ကြီးဂျန်ပန်တော်ထောင်ရန်ကုန်မြို့တွင်စခန်းသွင်းလေးကျင်းနေတဲ့အကစားအဖွဲ့များအားလိုင်းလံတရှိစစ်ဆေးတဲ့တွင်ဖြစ်ပါရယ်မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ပန်တော်ထောင်ဟာအကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစောဦးနဲ့တာဝန်ရှိသူများလိုက်ပါလျက်ဇွန်လ17ရက်မနက်ပိုင်းကရန်ကုန်မြို့အင်ယာလန်ရှိမြန်မာနိုင်ငံလေလောအဖွဲ့ချုပ်လေကျင်းစခန်းသို့ရောက်ရှိကာ 33ကျင်းမြောက်အရှိတောင်အာရှအကစားပြန်ပွဲတွင်ဝင်ရောက်ရှင်ပြန်ရန်အတွက်စခန်းဝင်လေးကျင်းနေသော စလာဝမ်အနောက်တိုင်းလေရိုးရာလေနှင့်ကနူးကရက်လေပနာမလရွေးစဉ်အကစားသမားများ လေကျင်းနေမှုအားကြည့်ရှုစစ်ဆေးပြီးလူဝဲသည်များမှာကြားဆောင်သိရပါသည်ဆလဘီပြည်အောင်စုဝင်ကြီးနဲ့အဖွဲ့ဟာတိမ်ဖြူလန်းရှိမြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်တို့၎င်းတိမ်ဖြူအောက်ကစားအခမ်းအနားရှိ မွေနေကစ်ပေါင်စင်အဖွဲ့ချုပ်တို့၎င်း အမျိုးသားရေကူကန်ဝင်းအတွင်ရှိမြန်မာနိုင်ငံဂျူရိုအဖွဲ့ချုပ်တို့၎င်းရောက်ရှိကအခစားသမားများလေ့ကျင့်နေမှုများကိုကြည့်ရှုဆစေးပြီး33ချိန်မြောက်အရှိတောင်အာရှအခစားပြိုင်ပွဲတို့တွားရောက်ရှင်ပြန်ရာတွင်မြမအသွေးမြမအစာတီအာမအပြေဖြင့်ရွှေတစိမ့်များစုခုနိုင်ပြီးနိုင်ငံတော်ရဲ့အကုန်ကိုမြင့်တင်နိုင်အောင်ကြိုးစားကြရန်မှာကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်